ားလုံးပဲမင်္ဂလာပါရှင်ကဗလာချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာမကြည်အေးရေးသားထားတဲ့မမ်းမြမီဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်မမ်းမြမီမမ်းမြမီသည်မိမလိမ်မာကလေးဟုကြော်စော်လေသည်ကျမသမီးကမွေးကလေးကအေးတာရှင်နှုတ်စာလုံးငိုရမှန်းသိတာမဟုတ်ဘူးဟုတ်သူမ၏မေမေပြောစမှတ်ရှိသည် မမများမီကလေးဘွားမှာချမ်းမြ၍အစွန်အထင်မရှိဟုဆိုရပေမည်။မိဘများကသူမကိုတမိလိမ်မှဖြစ်စေခြင်းသည်။ထို့ကြောင့်မမများမီသည်လူကြီးများရှေ့မှ ကိုင်းညွန်သွားခြင်း၊လူကြီးပြောစကားကိုနားထောင်ခြင်း၊ဖျားရှိခိုးအလွတ်ကျက်ခြင်းနှင့်ဖုံးကြီးဆွန်လောင်းခြင်းကိုငငယ်လေးတည်းကတက်လေသည်။ဖဖေကငါသမီးကလိမ်မာတယ်ဟေဟုပြောတတ်သည့်အခါမျိုးမှာ သူမသည်ကလေးတို့၏ရှက်ပြုံနှင့်ကလေးတို့၏ကျေနပ်ခြင်းရောနှောသောအမှုအရာဖြင့်မနေတတ်မထိုင်တတ်ဖြစ်တတ်လေသည်။မမ်းများမိသည်နားမလဲသည့်အရွယ်မို့ချီးမွမ်းလိုက်သည့်အခါမှရောင်တက်မိသလိုလိုတောင်ဖြစ်သေးသည်။တော်တော်ကတူမလေးကမိဘမျက်နှာသာပေးတိုင်းရွှေရည်ပကံတက်မလို့ရဘူးကွယ်ဟုစုံမ၏ထို့ကြောင့်မမ်းများမိသည်အင်ဒရီပြန်ဆဲပြီးအေးအေးငြိမ်ငြိမ်ကလေးပဲနေပြန်သည် ကျောင်းနေရာ၍အပေါင်းအသင်းကများလာသည့်အခါမှာသူမသည်ဆော့ချင်းစကားများချင်းတချင်းဆိုချင်းကချင်းဖြစ်လာလေသည်မိမိကတမီးဟာလိမ်မာတယ်ဆိုမိန်းကလေးဆိုတာတိမ်တိမ်မွတ်မွတ်ရှိရတယ်ကွအတန်ကျယ်တိုင်းတချင်းအောင်မဆိုရဘူးစကားမများရဘူးဟုပြောသည် သူမသည်ရှက်ပြီးမျက်ရည်ကလေးများတော့လဲလာ၏ဒါကိုမိမိကပြုံး၍တမီးရဲ့နှစ်ဖူးဆန်ဆာကလေးကိုနှာလိုက်လေသည် မမ်းမြမိသည်။အော်ငါဟာမိုက်လိုက်တာကြည်စံမေမေကသမီးလေးကိုလိမ္မာစစ်ချင်ရှာလို့ပြောတာပဲဟု နောင်တရမိလေသည်။သူမသည်တချင်းကိုဖျားရှစ်ခိုးထက်ကြက်၍ရလွယ်တော်လဲဓမ္မစကြစာအုပ်ကိုသာတကြိုက်ကြိုက်နှင်းနေလေသည်။သူမသည် လိမ္မာသည် ဆိုသောစကလုံးကလေးကို ခုံမင်မိလေသည်။တခါမှမမမြမီသည် အတန်းဆရာမကအထင်လွဲပြီးရိုက်ချင်းကိုခံရ၏ ူမသည်မတရားအလုပ်ခံရသူဖြစ်၍ဒေါသထလာသည် ပြန်လှန်ပြောချင်လာသည်တို့တော်လူကြီးများယွန်ရှာတက်သည် မိုက်တိမိုင်မဲတငယ်မကလေးဟု အခေါ်ခံရမည်ကိုစိုးယွန်ပြီးကြိတ်နေ၏ဆရာမကတခါထပ်ပြီးမုတ်စာမစင်ရဟုတံပေးပြန်ရာ သူမသည်လွယ်အိတ်ကိုလွယ်ပြီး အိမ်ကိုတခါလဲပြန်ခဲလေသည်မမေကစီ၍သမီးမိုင်းလာကြည်လားကွမမေဖြစ်ရှက်ပါရဲ့ ဆရာဆိုတာတပည့်ကိုရိုက်စမြဲပဲပေါ့ဟု ဆိုသည်မမမီဤចောင်းပြောင်းပေးရန် ပူဇာလိုစိတ်တို့သည်အဝေးတို့ထပ်ပြေးကုန်ကငိုချလိုက်မိတော်သည် နောက်တနေ့ဖဖေကမျက်နှာသားကြီးနှင့်သူမအဆုံးမပြန်သည်ကိုအသေးမှဆွဲ၍မဆုံးပင်မမမီသည်ဆ iam မဘာပြောပြောငုံခံသောចောင်းသူအလိမ်မာကလေးဖြစ်ပြန်လေသည်မမမီသည်၆တန်းရောက်သည့်အခါចောင်းမကစားခုံစပွဲကိုပါချင်းစိတ်ရွရွတက်၍လာ၏ မဝတ်မယဲနှစ်ပင်စိတ်နှိုးစော်လွန်၍ဒေါ်တော်ကတဆင်မမေကိုပြောခံရသည် မမေက အခွင့်မပေး အကျိုးမရှိတဲ့အလုပ်တဲသူမသည် အတန်တုံတုံနှင့်ကျမရေလိုက်စားတော့ကိုလုံးကိုပေါင်လှတာပေါ့မမေရဲ့ကျမတငယ်ချင်းမေစီခြေတလုံးလေးကိုလှတယ်လို့လူတိုင်းပြောကြတယ်ဟုပြောလိုက်မိလေသည်မမေသည်အံ့ဩသွားပြီအော်ဟိုကောင်မရှက်တက်တက်ကလေးဟာလားမေစီတဲ့လား သူနဲ့မပေါင်းနဲ့သမီးအချင်းတွေကူးဆက်ကုန်မယ်။မေစီကိုသူမတတော်ချစ်တဲ့ဖြစ်မခံချင်ပဲ။မေစီကသမီးကိုချစ်ပါတယ်မေမေ။သူ့အဖေကြီးအရက်တောက်တာတွေမရငယ်ယူတာတွေတောင်ပြောပြတယ်။မေမေရဲ့မျက်နှာသေးတင်းမာသွားပြီးညီကရောမေမေတို့စီးပွားရေးပြတ်တဲ့အကြောင်းတွေပါတယ်ပြောမပြဘူးလားဟုငေါ်လေသည်။သူဒီမလုံးမလဲဖြစ်လာလေသည်။ မေစီကိုအားကြမိသဖြင့်မိဘကိုမကျေနပ်တာကလေးတွေတခါတခါပြောမိတတ်၏။ပွဲမကြည့်ရသည့်အကြောင်း၊ကျောင်းစာကိုစိတ်မပါသည့်အခါတောင်ကြက်ရသည့်အကြောင်း။မန်းများမိသည်မေစီနှင့်တိတ်တဆဲခင်မင်မြဲခင်မင်နေသည်။သို့တော်လည်းအိမ်လည်းမခေါ်ဝန်တော်ချင်း။သူမသည်အရွယ်ကလေးရလာသည့်ဖြစ်၍လှချင်ပချင်လာဖြစ်လာသည်။เมซีวิติบอลีไฮไฮเอ็งจีหลงจีซันซันขုံမြစ်ဖနတ်တို့ကိုတတ်မှတ်လာသည် မျက်နှာနှုတ်ခမ်းပါခြေတဆရာကိုလည်းလိုချင်လာသည်ထို့ကြောင့်မဖိုးကိုစုပြီးဝယ်မိသည် ပထမတော့ပြောင်ပြောင်မတုံးရင်တဖြည်းဖြည်းနဲ့စံပြီးလို့ရသည်ဖေဖေသည်သူမရဲ့အလှပြင်ပစ္စည်းများကိုအားလုံးယူပြီးလွှင့်ပြလိုက်လေသည်ကြီးလေချင်းလေတမရသည်ဟုလည်းခေါ်သေးသည်မမ်းများမီရှက်ရွံ့မပြီးတော့သူမ၏လိမ်မာတဲ့ဆိုသောနာမည်သည် ပြည့်ရချေပြီးကိုကုတ်ကိုမုံစိတ်တွေဝင်လာလေသည် အိုနောင်မမိုက်တော့ပါဘူးဟုဒိတ်ထန်မိလေသည်ခုနတန်းအောင်သောမိဘတို့သည်သမီးကိုကြောက်နှုတ်လိုက်လေသည်မမ်းများမိစိတ်ကတော့ကောလိပ်တောင်သွားလိုက်ခြင်းသေး၏တိုးတော့ဘာမှပြောမနေတော့ပဲကြောက်ထွက်လိုက်လေသည်အိမ်မှာနေရတာပြင်းစရာကောင်းလာပါတကားဘယ်ကိုမှလည်းမလဲရထို့ကြောင့်စာအုပ်များကိုဖတ်စာပြူလာ၏ချစ်မုံနိုင်ချစ်လေလူထို့နောက်လွှမ်းမုံမုံထို့နောက်လူမာနာ ထို့နောက်စိတ်ဓာပေတာအတွေ့အသည့်ဆိုရှယ်လစ်စင်တအိမ်လုံးသူမအားမျက်မှောင်ကုန်လေသည် လူကြီးတို့သည် အထင်သေးတော်မျက်နှာဖြင့်စူလဲစူပူသေးသည်မေမေကငါကတော့ဩချလိုက်တော့မယ်ဟုဆိုသည့်အခါမူကားမမျှမီသည်စာအုပ်အလုံးကိုတငယ်ချင်းတွေပေးပြလိုက်လေသည်အာအာမနေတတ်သည့်ဖြင့်မမျှမီသည်မိဖို့ကြောင့်ထဲသို့ဝင်သည် မိုးလင်းလင်ထဖျားရေကပ်ပန်းလဲစွန်သည် ပြီးတော့ထမင်းဟင်းဝင်ချက် ထမင်းပွဲပြင်းပြေးလင်အဝတ်လျှော်တပံကော်ဖီဖြော်ပြေးလင်မီးဘူးတိုက်ညနေစောင်းလင်ထမင်းပြန်ချက် သူမသည်ချုပ်စရာလှုပ်စရာကလေးများကိုတောင်မှစစ်စစ်ဆက်ဆက်ရှိလာသည် အကူညီခေါ်ထားသည့်ကလေးမကလေးများကိုပင် စိတ်တိုင်းမကြချင်ပင်တနေ့လုံးလုံးရကရနှင်းမောကညကြတော့တရေထဲနှင်းမိုးလင်းအထီအရာသည် နေဆိုလင်အိမ်မှုပြုညဆိုလင်အိမ် မိဘများကတဘောကြပြီမမမီဟာလိမ်မာပါတယ်လို့ဆိုနေဟုချီးမွမ်းကြပြန်သည် အမှန်ပင်မမမီသည်အိမ်မှာအရေးပါလာလေသည်ဖေဖေဧည့်သည်ကအစာမမမီနေပြီးစီနိုင်သည်မမေဆိုလင်အိမ်ကိုပြန်လှည့်မကြည့်ရတော့ပဲဥပိုလ်ဆောင်ချင်တလို့စောင့်ကားနေလေသည်သူမသည်မေစီနှင့်ပတ်သက်ပြီးကာတွန်းဆရာကလေးတယောက်နှင့်ခင်မိမိ၏သူသည်ပျော်ရွှင်ပေါ့ပါ၍သူ့ကာတွန်းရုပ်ကလေးများလိုပင်ဟာသရှိ၏ မေမေဖေဖေတို့ကိုတော့ကြောက်သည်ဆိုသည် သူကပွင့်လင်းလွတ်လပ်တော်စိတ်ရှိသည်မမမီကိုကျွန်တော်လွတ်လပ်ခြင်းပေးချင်ပါတယ်ဗျာကျွန်တော်တို့နှစ်ယောက်စိတ်ဒုက္ခရှာရအောင်ဟုပြောလေသည်မမမီသည်တပြင်းကိုသာကြိတ်ပြီးခြာမိလေသည် သူမသည်တမီးလိမ်မှလေးဖြစ်၍မိဘကွယ်ရမှဘာမှမလုပ်ချင်းသူမကို သူမမပိုင်မိဘကပိုင်သည်ဟုယုံကြည်လျက်ထားလေသည်ဒါမှအေးမည်မဟုတ်လား သူမသည်ခေါင်းခါရင်ခေါင်းခါရင်နှင့်နောက်ဆုံးတော့မိဘပိုင်မဟုတ်တော့ပဲချစ်သူပိုင်မမမီဖြစ်၍လာလေသည်အစုံ၌မိဘတို့သည်မမမီကို လင်ပေးစားလိုက်ကြ၏ကာတွန်းဆရာဆိုတာဘာများမဆရာတော့မမိုက်ကျင်စားမှလည်းအေးမိဘဆိုတာစင်စည်းလို့မြင်လိမ္မာချင်းတော့မမမီသည်မျက်ရည်ကိုတောင်မှချုပ်တီးထားပြီးမချစ်သူကိုယူလိုက်၏ လိမ္မာသည့်သားသမီးသည်မိဘ၏စိတ်အနှောက်အယှက်ကိုမဖြစ်ရအောင်အသက်အသေးခံပြီးလုပ်မည်ဖြစ်၏ပြီးတော့တိမ်ပါမှားယွင်းသွားအောင်ကို့မှာအပြစ်မရှိ ကိုကြိုက်လို့ယူတာမှမဟုတ်ပဲမိဘပေးစားလားမကျေနပ်နိုင်သေးကာတွန်းဆရာကမမမီဟာကိုကိုကိုနစ်နေတာပဲကျွန်တော်တို့လူတွေဟာတကိုယ်တည်းမွေးဖွားလာပြီးတကိုယ်တည်းတဘောနဲ့လုံနိုင်ခွင့်ရှိတဲ့တရားကိုယုံနေမိဘဆွေမျိုးမိတ်ဆွေစသည်တွေဟာ စင်စစ်တော့ပုတ်ကလေးကအနေနဲ့ကြည့်ရင်ဘာမှမဆိုင်ပါဘူး။ဒေါ်လာနဲ့ညင်ကလေးကို မွေးစားမှမမမီရဲ့။ဟုစာရေးလိုက်လေသည်။မမမီကကြိတ်၍ရှိုက်ပြီး"အိုးမမိုက်ချင်ဘူးမမိုက်ချင်ဘူးဒါပဲ"ဟုသာပြောတတ်တော်သည်။မှန်၏မမမီကိုမင်္ဂလာပွဲ ပရိသတ်များကသမီးအလေးမကလေးဟုကောင်းကြည့်ပေးကြလေသည်။မမမီသည်မယားလေးမလေးလည်းဖြစ်ပေသေး၏။ သူမ၏ကကိုမှာမမမီကပြုစုတာကိုလိမ်မာတယ်လိမ်မာတယ်ချီးမွမ်းရင်မိုက်မဲနှဲ့ဆိုတတ်သောအစ်စ်ကလေးများကို ရှာတက်လာသည်မမမီသည်အတွင်းမီကိုအပြင်းမထုတ်ပဲရင်ထဲမှသာထားလေသည် မမေးကိုတော့မှမတိုင်မတော်ငါဟာယောက်ျားလှုပ်ကြွေးတာကို ခံစားပြီးနေရင်ယောက်ျားရဲ့အလုပ်ကိုဆွတ်ဖက်ခွင့်မရှိဘူး။မယားဆိုတာလင်းပိုင်းပစ္စည်းပဲမဟုတ်လား။ဟော်ရီမော်တော်ကားရေဒီယို တိုက်နှစ်ချန်လို့ပေါ့။ ပြီးတော့မှားတယ်ဆိုပြီးပြင်ဆင်မဲ့ကြံရင်မိုက်တာပေါ့လေမကောင်းမှုဆိုပြီးချစ်သူဟောင်းစီပြန်သွားကြည့်ပါလားဘယ်သူကဘယ်လောက်များပြောလိုက်မလဲကွယ်စင်စင်မမျှမီသည်လိမ်မာပါနတ်စွာ ဖုံးတက်ဖိတက်သဖြင့်လူအပေါင်းတို့ကမမျှမီဟာအင်မတန်လင်ရတော်တယ်ဟု ပြောဆိုနေကြပြန်ပေပြီသူမ၌တားကလေးရလာသည်ကို တွေ့တာရပြန်၏ပြုစုရရပြန်၏မမျှမီသည်မအေးလိမ်မာကြီးလဲဖြစ်ရပြန်သည် အကြောင်းမှာသားနှင့်ပတ်သက်သမျှမကောင်းကြောင်းကို အလိန်အညာဘာနှင့်ပင်ဖြစ်ဖြစ်လင်းတယ်မသိအောင်ဖုံးဖိရပြန်လေသည်မမ်းမြမီဤသားသည် ကြေးပြင်းလာပြီးပညာကောင်းကောင်းသင်ချိန်မှာမမ်းမြမီဤယောက်ျားသည်ဆုံးပါ၍သွား၏တို့တော်လဲနောက်အိမ်အောင်ပြုဖို့မစင်စားသားအတွေ့ညာရပေမည်တိုင်းမျက်လုံးကြီးလှန်ပြီးကြစ်တတ်သောဒေါသကို သူမခက်ရွံ့ရွံ့လည်းရှိ၏ ဒါရီထက်သားကိုချစ်တော်မိခင်ဟုလူများကချီးမွမ်းသည်ကိုမဖြက်စီးခြင်းပင်သူမသည်အမြဲတမ်းအနာခံရသောမိမလိမ္မာမဟုတ်လားယခုဆိုရင်သားကြီးမှာဇနီးတော်ရရွယ်နေပါပြီကော လိမ္မာသောအမေသည်သားနှင့်ပတ်သက်၍ချွေးမကိုလည်းအမွန်တင်ရပြန်သည်ယနေ့သားကမွေးသည့်မြေးကလေးအဖို့တော်များမိသည်လိမ္မာသောဖွားအေကြီးဖြစ်လျက်နေပြန်လေ၏ ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာမကြည်အေးရေးသားထားတယ်။မမများမီဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။